ပါကစ္စတန်နိုင်ငံတွင်အိန္ဒိယနိုင်ငံကစစ်လေရင်ဝင်ရောက်တိုက်ခိုက်တဲ့ရုပ်တံတွေလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ခေတုဒ်ဆိုတဲ့အကောင့်ကနေမေ9ရက်နေ့မှာပါကစ္စတန်နိုင်ငံတွင်အိန္ဒိယစစ်လေရင်များဝင်ရောက်တိုက်ခိုက်အိန္ဒိယတိုက်လေရင်တစ်စင်းကိုပါကစ္စတန်ပစ်ချလို့ရေးသားထားတဲ့စာသားနဲ့အတူရုပ်သက်ဖိုင်တစ်ခုကိုဖြန့်ဝေထားပါတယ်။ရုပ်သက်ဖိုင်ထဲမှာလေရင်တွေကိုပစ်ချနေတာပါဝင်ပြီးကြိုက်ထင်းသက်သူ290နဲ့ကြိရှိသူ4000ကျော်နေပါရှိနေပြီဖြစ်ပါတယ်။ဒီရုပ်သက်ဖိုင်ထဲမှာတိုက်လေရင်တွေအချင်းချင်းပစ်ခတ်တာ မြေပြင်ကနေတိုက်တိုင်ကိုပစ်ခတ်တာတွေပါဝင်ပါတယ်။လေရင်တွေပစ်ခတ်တဲ့နေရာမှာမီးရောင်တွေဖြာထွက်တာတွေမီးခိုးထွက်တာတွေနဲ့မြေပြင်ကအပင်တွေနဲ့မြက်ခင်းပင်တွေကပင်ပကပုံစံနဲ့မတူညီပဲဂိမ်းတွေကဖန်တီးထားတဲ့ရုပ်ကတ်တွေနဲ့တူနေတာပါ။ဒါ့အပြင်ဒီယုတ်သားဖိုင်ဟာ Coffin Gaming အမည်နဲ့ဂိမ်းယုတ်သားဖိုင်တွေကိုဖြန့်ဝေလေးရှိတဲ့ Facebook Page တစ်ခုကနေ April 19ရက်နေ့မှာဖြန့်ဝေခဲ့တဲ့ယုတ်သားဖိုင်နဲ့တူညီနေပါတယ်။အိန္ဒိယကနေပါကစ္စတန်ကိုဒေဂျောင်းတိုက်ခိုက်မှုစတင်ခဲ့တာဟာမေလ9ရက်နေ့ပဲဖြစ်ပါတယ်။ဒီအချိန်မတိုင်ခင်တည်းကပြန့်နှံ့ခဲ့တဲ့ယုတ်သားဖိုင်ပါ။ ဒါအပြင်ပြည်နယ်နေတဲ့ရုပ်သံဖိုင်ဟာမြန်မာက Facebook အသုံးပြုသူတွေအပြင်နိုင်ငံတကာက social media သုံးတဲ့သူတွေထဲမှာလည်းပြန့်နှံ့နေခဲ့ပြီးဒီအကြောင်းကို The Queen website ကနေလည်းအချက်လက်စစ်ဆေးထားပါတယ်။နောက်ထပ်ပြန့်နှံ့မှုတစ်ခုကိုတော့ TikTok မှာတွေ့ရပါတယ်။ပါကစ္စတန်ကအိန္ဒိယရဲ့ Rafi 3စင်း MiG 29ဒစင်း SU 30 MKI တို့ကိုပစ်ချခဲ့တရုတ်နဲ့အနောက်အုပ်စုတို့မှွေးတဲ့ပြီးကတော့စပါပြီအဓိကကတော့လက်နက်ဈေးကွက်အတွက်အဆပြိုးတာပါပဲလို့យေတာထားပြီးမေလ9ရက်နေ့မှာရုပ်သက်ဖိုင်တစ်ခုကိုဖြန့်ဝေထားတာပါ ရုပ်သံဖိုင်ထဲမှာတိုက်လင်ရဲ့တစည်းကိုလက်နက်ကြီးနဲ့ပစ်တာအချိန်ဆတွက်ချက်မှုတွေပါဝင်ပါတယ်ဒီဥဒံဖိုင်ရဲ့မူရင်းကိုရှာဖွေရမှာတော့အလားတူပဲစစ်စင်ရင်မစတင်ခင်ဧပြီ21ရက်နေ့ကလေးကယိုလန်ဒီအမည်နဲ့ TikTok အကောင့်ကနေဖြန့်ဝေထားတာပါသူ့ရဲ့ဖော်ပြမှုမှာ #dcs ဆိုတာလည်းပါဝင်ပါတယ်ဒါစစ်ပွဲတွေတိုက်ရတဲ့ digital game တစ်ခုပဲဖြစ်ပါတယ်အိန္ဒိယကပါကစ္စတန်ကိုလေကြောင်းတိုက်ခိုက်မှုစတင်ခဲ့ပြီးဒီတိုက်ခိုက်မှုတွေထဲမှာအိန္ဒိယရဲ့တိုက်လေယာဉ်တွေကိုပါကစ္စတန်ဘက်ကပစ်ချနိုင်ခဲ့တာတွေလည်းရှိနေပါတယ် ီလိုချက်လက်အမှတ်တွေပေါ်ခြေခံပြီးဂိမ်းဖိုင်တွေကိုဖြန့်ဝေနေတာပါမြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူအနေနဲ့လည်းစစ်ဆေးစေခြင်းတဲ့တဲ့င်းတွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင်တော့ t.ly/agfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစေခြင်းတဲ့တဲ့င်းအကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ်လောကောမီဒီယာရဲ့ဆက်လက်ရည်မှန်းဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစည်းမ TV ယူ ချက်တွေမှာမြန်မာဝေဖန်ခြင်းဖြင့်ဦးနှိုင်းကြောင်းလေးအတိအပြီးထိတ်ခေါ်လိုက်ပါစေ။